ချင်ညာရစ်ညာပြဲလေးကမယောမိပါတယ်ဒီလေးရချလို့စီပါတယ်လာဒီမောကွေးအဲ့တချင်လည်းပြန်ပြီးတော့စူရင်လည်းပြီးတော့ကိုကြိုက်တဲ့တချင်ဆိုတော့တော်တော်လေးကျင်တဲ့ဆိုပြီးတန်းသိမ်းပြီးတော့ကျွန်တော်တို့ဒီမိုးလေးနားထောင်လိုက်တော့မစိုးဘူးပေါ့ မယူနာဆိုရတာလည်းပုံစံတစ်မျိုးလေးသူကလည်းအဲ့ဘက်ပုံစံတစ်မျိုးခလေးခလေးပုံစံတစ်မျိုးလေးဆိုတော့ချစ်ဖို့တော့ကောင်းပါဆိုပြီးတော့အဲဘာမှတော့ပြဿနာမရှိတော့ပါဘူးဒါပေမဲ့ထုတ်တဲ့ချိန်ကျတော့လည်းတော့စိုးရိမ်နေတာပါလေသူချင်းရိုက်တဲ့ချိန်မှာအဲ့ဒီကရိုက်တဲ့ချိန်မှာပဲထွက်လာတာဟိုအနီမစ်ကလာပေါ့အဲ့ကျင်းသူကသူကလည်းဥစားလည်းသူကမူရင်းဆိုတော့ဤဆိုတော့ နည်းနည်းချားလိုက်အောင်ပဲတစ်ဘက်လောက်ချားလိုက်ပါအဲသူပြီးတစ်ဘက်လောက်မှပဲတင်ပေးပါလို့ကျွန်တော်ပြောလဲတစ်ဘက်လောက်မှကျွန်တော်ပြန်တယ်အဲကျွန်တော်ထွက်ပြီးတော့လဲအခုကနောက်ထပ်ထပ်ထပ်လို့ရထွက်ထွက်လာကြကျွန်တော်ဒီစင်းကိုဒီနေ့တော့ဝယ်လိုက်တယ်ဒါပေမဲ့တခြားလူဝယ်တယ်မဟုတ်ဘူးကျွန်တော်လည်းမသိဘူးဒါပေမဲ့၃လေးဦးကြတော့လဲကျွန်တော်စိတ်ထဲမှာမဖြစ်သင့်ဘူးလို့တော့ထင်တာပဲဟော သူသူကဆိုပဲဆိုပြီးတော့တေးဥဆောင်မှာကြတော့ဟိုတခြားဟိုတေးဥဆောင်နှစ်ယောက်ပြန်လာတော့ဟောတင်းညာရင်းကြတော့ကလေးတချင်းလည်းမဟုတ်တော့လေအားကြောင့်မို့သူ့အဆူပိုင်းလေးပဲရိုက်ပြီးတာကင်းချင်ညာလေးတညာပြန်လေကမယာမိပါတယ်မိကလေး return တော့စီပါတယ်လမ်းနေမှာကဲချစ်တဲ့ကောင်လေးတယောက်ရှာနေလေတူရဲရှာခါလေ တွဲနှံဖြူပုတ်ပုတ်ပြီးလေပြကင်းလာလေကြည့်ရဲပြည်သူရေမြေမှာရိုက်တာအဲ့တော့မိုးတွေရွာချလာမိုးရွာချလာတော့မိုးလေးနဲ့ဖွဲလဲဖွဲသွားအိမ်နောက်ဗလေးကိုင်းဝင်ပြီးအင်ဂျင်ပိုင်လဲပြအကုန်ပြဆက်ရိုက်မယ်လဲဇွန်ပြီးပြောက်သွားတိုင်မျိုးလိုရိုက်ကြမှာအားဆိုရင်ဟောရကိုကြီးကကျွန်းတော်လမ်းပွဲသေးရှိတယ်အဲ့မှာသွားရိုက်ကြမှာအဲ့မှာစင်ပြေကောင်းလာလူတွေအများကြီးရရကျွန်တော်စင်ပြေအောင်ရိုက်မှာအဲ့ပွဲသေးကိုသွား ဖွဲ့စည်းထဲမှာတော့ဝင်ရတယ်။ဘယ်မှာအစီအစဉ်မရှိအဲ့တော့မှချက်ချင်းရတော့ကြည့်ရတာ။ချင်းနဲ့လိုက်ပါဘူး။ကိုကောင်းသွားတာပေါ့။ချက်ချင်းနဲ့ဖွဲ့စည်းနေတော့တော့ religious style လေးပြတော့။လို့ကျင်းတယ်လဲဆိုအဲ့တည်းချက်ကိုတိုက်တဲ့တခြင်းလေးဖြစ်တယ်ပြီးတော့ချကိုကအဲ့တည်းအဲ့တခြင်းကိုလည်းပြန်ပြီးတော့စူရင်နေပြီးတော့ကိုကြိုက်တဲ့တခြင်းဆိုတော့တော်တော်လေးကျင်းတယ်တော်တော်လေးလက်ကြိုက် သွင်းတဲ့အတန်ဆသွင်းတဲ့အချိန်မှာတော့ကျွန်တော်တော်တော်ဆိုးရင်ရတယ်။အဲ तू तू အတန်နဲ့ဒီသင်းရကြီးတဲ့ပါမလားလိုက်ပါမလားပေါ့။ဒါပေမဲ့ तू ဆိုလိုက်တဲ့ခါကျတော့လေဆိုပြီးအတန်သိပြီးတော့ကျွန်တော်တို့ကဒီမိုလေးနားထောင်လိုက်တော့မဆိုးဘူးပေါ့။အာမယူနာဆိုတာလည်းပုံစံတစ်မျိုးလေး तू ကလည်းနောက်ပဲပုံစံတစ်မျိုးခလေးခလေးပုံစံတစ်မျိုးလေးဆိုတော့ချစ်ဖို့တော့ကောင်းပါဆိုပြီးတော့အဲဘာမှတော့ပြဿနာမရှိတော့ပါဘူး။ဒါပေမဲ့ထုတ်တဲ့ချိန်ကျတော့လည်းဆိုးရင်လေးတာပေါ့လေ။နောက်ပိုင်းမှာတင်ပြရတော့မှအောက်မှာ comment လေးလိုက်ကြည့်တော့မှအဆင်ပြေအဲ့တော့မှအစိတ်လုံးဝ ဟိုတော့ချာဘသူတွေအဲ့လိုထုတ်မယ်လို့တော့အများကြီးထုတ်မယ်လို့တော့မထင်မိဘူးပေါ့တကယ်လို့ကိုနဲ့ကိုထုတ်တဲ့ချိန်မှာတူတူထုတ်မယ်ဆိုတော့တအူးလောက်ပဲကိုကတွေးထားတာဒါပေမဲ့ကျွန်တော်တို့တကယ်သတင်းရိုက်တဲ့ချိန်မှာအိုက်လီယာရိုက်တဲ့ချိန်မှာပဲထွက်လာတာဟိုအနီမီကလာပေါ့အဲကျေသူကသူကလည်းဟိုးစားတယ်သူကမူရင်းဆိုတော့ဤဆိုတော့ဒီချင်းကသူထွက်လာခြင်းဟောဒီချင်းသူထွက်လာဆိုတော့ အဲ့တော့နည်းနည်းချားလိုက်အောင်ပဲတစ်ဘက်လောက်ချားလိုက်ပါအဲ့သူပြီးတစ်ဘက်လောက်မှပဲတင်ပေးပါလို့ကျွန်တော်ပြောလဲတစ်ဘက်လောက်မှကျွန်တော်ပြန်တယ်အဲ့တော့ကျွန်တော်ထွက်ပြီးတော့လဲအခုကနောက်ထပ်ထပ်ထပ်လို့ပြန်ထွက်ထွက်လာကြဒီစစ်တဲမှာပဲ၃၄ရောက်ကြိုင်ထုတ်တာဆိုတော့ဒါကတော့သူသူကိုထုတ်တဲ့လူကတော့သိမှာမဟုတ်ဘူးကျွန်တော်တို့ကလည်းအခုကျွန်တော်တို့ဒီချင်းကိုဒီနှစ်တော့ဝယ်လိုက်တယ်ဒါပေမဲ့တခြားလူဝယ်တယ်မဟုတ်ဘူးဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့၃၄ဦးကြတော့လဲကျွန်တော်စိတ်ထဲမှာမဖြစ်သင့်ဘူးလို့ထင်တာပဲဟုတ် ဆူထားတဲ့သချင်းလေးရလဲကောင်းနေပြီးတော့စာသားလေးတွေလည်းပြောင်းပြထားတာလည်းတွေ့ပြင်ရှာတာဟာပြည့်အမှတို့ကတော့တချို့စာသားလေးကြတော့တို့ဆိုနေကြတိုင်းလေးတွေဆူထားတာကြောင်းဆူထားတာရှိတယ်အဲတို့ကတော့ဓမ္မဟိုသူနားထောင်ဘူးရကြတော့လေအဲ့ဒီအဲ့ဒီချင်းငယ်ချင်းကိုသူကနားမထောင်ဘူးလေအဲယူဇနာချင်းပဲနောက်မှယူဇနာကီဒီဇိုင်းပဲသူသူတန်စင်တိုင်းပဲသွားတာဆိုတော့စာသားတွေကတော့အဲ့တိုင်းပဲဆိုတာပေါ့ အဓိကတော့ကျွန်တော်တို့ကအဲဒရင်ချုံမှာသူ့အတွက်ဒရင်ချုံသချင်းလေးတပုတ်ရအောင်လို့ပဲဖန်တီးလိုက်တာပါပဲ။အဲကြံသချင်းလေးရတယ်သူကရှည်ကြီးတာဆိုတော့ဒရင်ချုံမှာအမှတ်ရတယ်တပုတ်ဖြစ်သွားအောင်လုပ်ပေးလိုက်တာ။ကိုကစဉ်းစားတော့လုပ်ပေးမယ့်လူကလုပ်ပေးမယ်။အမှန်ငယ်ဆိုကျွန်တော်ကိုဘက်ကိုလုံးမယ်ဆိုရင်ဒီတချင်ကကျွန်တော်ထုတ်ပြမှာမဟုတ်တော့ဘူး။အဲလိုလူအများကြီးထုတ်နေဆိုကျွန်တော်ကပြိထားပြီးနောက်နေ့မှထုတ်ရင်ထုတ်မယ်။အဲမဲ့ထုတ်မယ့်လူကလည်းသူကဒီနေ့မှထုတ်ချင်တယ်ဆိုတာနဲ့အဲတော့ပြိထုတ်ခိုင်းနေတာ။ဒီတိ ြည့်ရတော့တရင်ကျုပ်တင်ကဒီတပုတ်ထဲလို့လို့ပဲဝိုင်းပြီးတော့ပဲထုတ်ကြတာတခြားရှင်းအောင်သိမတွေ့ကိုမကောင်းနေရောပုံများတယ်ကိုမကောင်းနေပုံများတယ်ဒါပေမဲ့ချစ်စရာလေးတော့ပါအဲ့လိုမျိုးကြီးပဲမှန်းနိုင်တွေ့သမီးပါတချင်းလေးပဲထွက်ထွက် အောက်မှာအများတန်းအားပေးတဲ့အဓိကအဓိကသူ့ရဲ့ဖန်လေးဖန်လေးပေါ့သူ့ရဲ့ဖန်လေးပြောပါလိပဲဆိုလို့အဆင်ပြေရဆိုတဲ့လူတွေအဓိကတော့သူ့ရဲ့ပေးသက်အမာခံပေးသက်တွေကောကျေးဇူးအများကြီးတင်ပါတယ်သမီးလေးနောက်ထပ်ထွက်မဲ့ချင်းလေးကြာခွန်အားဖြစ်စေမဲ့စကားလေးပြောပြီးတော့ဝိုင်းပြီးတော့အားပေးကြပါအောင်လို့ ချုပ်ကိုအပီရဲ့အတွက်ပေါ့နော်အားလုံးကြည့်တူပါရဲ့ပြီးတော့ချုပ်ကိုနောက်ထပ်သချင်းကောင်းတွေလည်းအများကြီးထုတ်ထားပါရဲ့အဲ့ဒီသချင်းနေထွက်လို့ရှင့်အားပေးကြပါအောင်ပြောချင်ပါရှင့်